ကဲတက်တက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါကမဟုတ်ဘူးပြောနေကြတော့ပါတက်တက်ခံကစောက်ကျွေးတွေထူလို့နော်စောက်ခွက်ကလွတ်တော်တဲ့ထိုင်ခွင့်မရှိဘူးတဲ့ကဲစောက်နေပဲနှိုင်းပြီးတော့ခက်ချမ်းချမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကံထိုက်တာသူနေမှာရှက်တိုင်းလဲတည်လို့ရတယ်နော်မှတည်ဖက်ပြမယ်အကျွေးထူတဲ့တည်င်းမင်းအောင်နိုင်လှုပ်ချလာတဲ့အကွက်ကိုတော့ကြိုက်တယ်ရှက်တိုင်းလဲသေးလို့ရတယ်အဲ့တက်တက်ခိုင်တို့ဟိုနေဆန္ဒမင်းတို့ကလေအကောင်းပြောတာ သူတို့မှာအရှက်တရားရှိရင်နောက်နိုင်ငံကြီးလောကထဲဘယ်တော့မှအိပ်စောက်ွက်တွေမြင်အောင်မဟုတ်ဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အကျွေးထူလို့ဆိုပြီးပြီးသုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်အားကိုယ်စလဲလောင်းဖြစ်ရုတ်တန့်ခံရသည့်ပတ်သက်ပြီးကိုစီပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဆန်းစင်ဆန်းညှိုးတိုင်းမှပြီးတဲ့လုပ်ငန်းပေါင်း200ကျော်လားမသိဘူးကျွန်တော်ကောင်းစင်ပါအားလုံးပေါင်းမေ့ဝဲအဲ့ဒီကိုပယ်ဖြစ်လိုက်ကုမ္ပဏီနာမည်ပြောပါဗျာအဲ့ဒီထဲမှာတက်တက်ခိုင်ရဲ့နာမည်ပါတယ်တက်တက်ခိုင်ကုမ္ပဏီနာမည်ပါတယ် ဆိုတော့ရှင်းရှင်းလေးအထက်နဲ့အဆောက်အအုံကန်ထောက်ဆွဲပြီးဆောက်တာနိုင်ငံကတတ်မှတ်ထားတဲ့အရေးအတွင်းပြင့်မီအောင်မဆောက်ပဲခိုးလို့ပိတ်သိမ်းတာလိတာအဲ့ဒါကိုသူကမကျင်နဲ့ဖြစ်ပြီးတော့ LND ပါတီကိုပြန်ပြီးတော့ပါတီတွင်းမှာပြောရမယ့်စကားလေးကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုလေလောက်လာတဲ့အတွက်ပါတီကနေတောင်းရင်ချွတ်ရက်နာခံဖြစ်လိုက်တယ်။သူကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့မလုပ်နဲ့ LND ပါတီကထွက်ပြီးတော့လွတ်တော့အဲသူကသူပါတီထောင်းလိုက်တယ်ပြီးတော့ပါတီပြီးတော့2020ရွေးကောက်ပွဲမှာ LND နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ်နော် ။ဗျာန်းလုံးမြတ်တွေကနေဒေါ်မေဝင်းတွေကိုဘလောက်နဲ့ရှုံးတယ်အောင်ပြီလို့ခုနှစ်တက်မှ၃ရက်၃ရာခိုင်နှုန်းနဲ့ရှုံးတယ်။တစ်တစ်ဆယ်တောင်မပြည့်ဘူးနော်။စဉ်းစားကြည့်တစ်ဆယ်တောင်မပြည့်ဘူး။တရာရာခိုင်နှုန်းမှာ तू तू ရှုံးတယ်။တရာအပြစ်မှာ तू ကခုနှစ်တက်မှ၃ရက်၃ရာခိုင်နှုန်းနဲ့ရှုံးပြီးတော့ NLD ပါတီကဒေါ်မေဝင်းမြစ်ကိုအပြတ်သတ်ရှုံးတာ။ဆိုတော့အမှတ်တရပေးတဲ့နေရာမှာ၁၀မှတ်တော့မပြည့်ဘဲနဲ့ခုနှစ်မှတ်ကြတော်လေးပဲရခဲ့တာ။နော်။အဲ့ဒါနဲ့မလုပ်လေ။ရွေးကဝရှုံးနဲ့ငရှုံးတွေကအရှုံးလက်မခံနိုင်တဲ့အောက်တန်းသားတွေဆိုပြီးတော့မင်းအောင်နိုင်ကိုအာနာသိမ့်ဖို့တောင်းပြေးတဲ့အထဲမှာတက်တက်ခံလို့ပါ မင်းအောင်လိုက်အာနာသိမ့်ပြီးတော့မင်းအောင်လိုက်လို့ဒီအာနာသိမ့်တခုံးချဖို့အစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရခြားတိုင်းဝင်ကြီးဌာနဆိုပြီးတော့တက်တက်ခိုင်ကိုဝင်ကြီးကောက်ခံလိုက်တယ်မင်းအောင်မရဘူးဟမ်အဲအဲ့ဒီမှာတက်တက်ခိုင်တို့ထောင်တာဟုတ်ဟမ်ထောင်ထောင်အခုလည်းကြာအောင်တခါပြီးတော့နောက်စစ်တပ်ကခုနေပြတဲ့အချိန်မှာကန်ထုတ်ကန်ထိလိုက်ပြန်အောင်ကန်ထုတ်ကန်ထိအခုကျတော့နှောင်းဆယ်ရွေးကောက်ပွဲမှာအာကျွန်တော်တို့ပါတီကဘလို့ဖြစ်သားလို့ဘာလို့ညာလို့ဟမ်အဲတောက်ချောက်ဟောလားအခုလည်းကြာကြာဆောက်ချက်ပွဲပြန်အောင်အဲ့တော့ NND တွေကနေထွက်သွားပြီးတော့ NND ကိုပြန်ပြီးပုံကန်နဲ့ကျွဲပါနှစ်ကောင်ရှိပါတယ်အဲ့ဒါကတော့တက်တက်ခံနဲ့ ဆန္နာငွားပါနော်ဆန္နာမင်းမဟုတ်ဘူးတိကအဲ့တော့တက်တက်ခံရတော့အခုသူ့အကျိုးသူ့ပေးပြီးတော့ချက်ချင်းဝင်လာပြီဒေါအောင်ဆန်းစုကြည်ကိုအဲ့2015မှာအာဂန်ဒီပါတီကနေတော့ခေါင်းစဉ်နဲ့ရွေးကောက်ပွဲဝင်ပြီးအမတ်ဖြစ်လာတာနော်ဒေါအောင်ဆန်းစုကြည်ကိုဘာကိုဝင်ပါလဲဆိုတော့တကွင်းလုံးကိုတယောက်ထက်ပတ်ကန်နေတယ်ကျမတို့ကကံတဲ့နေရာမရှိဘူးဆိုပြီးတော့နော်အဲ့တော့တည်းကစဝင်မှန်ပြီးပြောခဲ့တာအခုတော့သူ့နေရာမှာရှက်တိုင်းလဲတယ်လို့ရတယ်နော်မှတတိပတ်ပြန်အကျွေးချူတယ်တတိနော် ော်တယ်မဲ့တိလာအဲကြိုက်တယ်လို့ပြောမင်းတို့လည်းအရာရှိတယ်ဘာဖြစ်လို့လဲငါတို့လူလူကောင်းကောင်းဒေါအောင်ဆန်းစုကြည်ငါတို့အမေစုကိုစော်ကားမော်ကားပြောခဲ့တဲ့စောက်ခွက်ကိုမျက်စိနဲ့မြင်အောင်ကြည့်တယ်အရာရှိတယ်ပဲနော်ဟိုတော့အင်တာဗျူးမှာလည်းဘာပြောသွားနေလဲထပ်ပြီးတော့တော်တက်လုံးပြောလိုက်တယ်အခုကောင်ကအင်တာဗျူးမှာဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးဘာဖြစ်လဲအကျဉ်းသားမဟုတ်ဘူးလို့စော်ကားသွားတာမှတ်မိဦးမှာပါနော်အဲ့တော့ချက်ချင်းလက်နေအကျိုးပေးတာအဲ့ဒါဘာလဲဝိဆိုတာဘာလဲမော်တာမလို့အော်တိုလေတာအဲ့တော့နောက်တစ်ယောက်ရှိတဲ့ဆန္ဒမင်း NLD ပါတီတဲမှာဘုနေ့ကပြောသလို NLD ကိုပြည်သူဘာကြောင့်လက်ခံလဲဆိုတာကိုမသိတဲ့ညီပိတဲ့အများကြီးရှိတယ်။အဲ့ဒီတက်တက်ခိုင်လို့လူစန္ဒာမင်းလို့လူအဲ့ဒါမှညီပိအစ်စ် NLD ကိုပြည်သူဘာကြောင့်ထောက်ခံတာလဲ NLD ရဲ့ပြည်သူဓာတ်ထဲမှာရက်တိမှုတွေဘာလဲဆိုတာတော့မသိမဲနဲ့ NLD ထဲကိုဝင်ထားတဲ့သူတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာပြည်သူအများစုတည်ဘာတွေကိုတဘောကြတယ်ဘာကိုလက်ခံတယ်နော်ပြည်သူအနည်းစုတည်ဘာတွေတဘောကြတယ်ဘာတွေလက်ခံတယ်လူတိုင်းသိပါနော်အခုတက်တက်ခိုင် နော်မင်းအောင်လည်းအာနာသိန်းတာမသိခင်ထဲကသွားတွေ့တယ်သူတို့ပါတီမဲရှုံးလို့ကျန်ဖို့ပါတီကကောင်းပြီလို့ပေါ့အတူတူပဲသူတို့နော်အဲ့တော့ကျွန်တော်ပြောပြချင်တယ်မဲခိုးတယ်လို့အကြောင်းပြပြီးသူတို့သွားတိုင်အောင်ကဲမဲခိုးတယ်ဆိုရင်ရောသူတို့နိုင်လို့ရတယ်မဲမခိုးတဲ့ရှုံးမိသားသူတို့မဲခိုးတဲ့ရှုံးမိသားလေဘယ်လိုဖြစ်ဖြစ်ရှုံးမှာသူတို့တိနေပြီးသားအဲ့တော့ရှုံးကိုလက်မခံတာဒါလေးပါလေအခုကြတော့အဲမင်းအောင်လည်းရှင်မမတိဝင်ကြီးသွားလောက်လိုက်တည်တယ်အေးလောက်နေအခုကြတော့ဖြစ်ကောထိပ်ပေါ့ ရှက်စရာကြီးစဉ်းစားကြည့်လားပါတီထောင်တယ်ပါတီဥက္ကဋ္ဌလုပ်တယ်လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလူ့ဘုတ်လုပ်နေဟာအအကျွေးတွေမဆက်တဲ့အကျွေးတူကြီးတွေဟာပေးလိုက်ပါဟမ်ပေးလိုက်ပါတော့နော်အဲ့တော့မင်းအောင်နိုင်ကိုကျေးဇူးတင်တဲ့အခွင့်အရေးရှိပါတယ်အဲ့ဒါကတော့နံပါတ်1ထုံ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 လုပ်တဲ့ဆန္ဒမင်းကိုနှုတ်ပြီးဖျက်ချရတယ်တစ်ချက်တည်းပဲဝင်ငန်းနေတယ်ဟမ်နံပါတ်2ဟမ်ဆော့ရှယ်မီဒီယာရဲ့တက်တက်ခိုင်ကိုစောက်ထိုးချလိုက်တာတခါတည်းတစ်ချက်တည်းပြီးသွားတာနော်အဲ့လိုမျိုးလေးကျတော့ကျေးဇူးတင်ပါတယ် ။ဘာဖြစ်လို့လဲ။ဒါနဲ့ဝင်းနေလို့ရှိရင်တွေ့နေရရင်အကုတို့များမယ်ပြည်သူက။အဲ့တော့မင်းအောင်နိုင်ကြောက်တဲ့သူရင်မေလို့မင်းအောင်နိုင်ပေါ်မဆက်မိမယ်။နော်။အော်တတ်တဲ့ခါမှာထပ်တွေ့ရင်ဖီလို့မှတတ်တဲ့ခါမျိုးဆဲကြတယ်။ဆိုတော့ပြည်သူတွေအဲ့လိုအဲ့လိုဖြစ်နေတာ။နော်။ကျွန်တော်တော်လိုင်းရောက်တာကျွန်တော်တော့မဆဲဘူး။ကြည့်သိပါလားအားလုံး။ဒါမှတပြင်းပြင်းနဲ့ကိုယ့်ကိုထိန်းထိန်းကိုယ်ချုံးနေဆိုတာကိုတိတယ်ဆဲတာနံပါတ်1ရိုင်းဆိုင်တဲ့ product ဝါစာရုံရင်းကျန်းတဲ့ဇာတ်ကောပြောတာဖြစ်တဲ့အတွက်ပြောတဲ့အတူရှုံးနေဆဲတဲ့ထိတဲ့သူဘာမှမဖြစ်ဘူးတိတယ်တိနေတဲ့အတိုင်းခါကြရင်တည်ရင်တည်းကိုမြင်ဘုံတော့ပေးထားတာလေ ေါ်လာငါကြည့်လိုက်အဲ့လိုဆွဲချလိုက်ဟာဒီရင်ထဲမှာငါနဲ့ခံစားရတဲ့ထင်တယ်ကို့အကောင်းရတာတခါကျရင်ကြည့်ကြည့်ရခုကြော်မျိုးမင်းတို့ကြော်စုံလို့ဆိုလေမဟုတ်ပါဟုတ်ပါလေစကားကြော်ရုပ်ပြီးနေပြင်အပဲရလာလေကျွန်တော်လုံးလုံးမဖြစ်လေဘာဖြစ်တော့ဒီကောင်လေအဲ့ဒီမဟုတ်တာဟုတ်တာကိုပြောတာတက်တက်ခိုင်လို့ပြောတော့တက်တက်ခိုင်ဆိုကိုရက်ကဆိုရင်ဒေါန်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလေအကတိအမှုနဲ့တရားစွဲထားဆိုတော့တတိုင်းမီလုံးရှောက်ခိုးလာတာအခုစောက်ကျွေးပလန်ဖွားနဲ့ဘန်ကတော့ဘီလန်နဲ့ချီချီထားပြီးတော့အကျွေးမဆက်တဲ့တက်တက်ခိုင်တတိုင်းမီလုံးခိုးလာတဲ့မင်းအောင်နိုင်အဲ့လိုဟာမျိုးတွေကကုံစုံဆိုင်တော်မရှိတဲ့အမေအူကြီးကို ဟမ်အဂရိမှုလို့ဆွဲလို့ပြောအဲ့တက်တက်ခံပြောတဲ့ကကျွန်တော်ဒေါ်လာဖတ်တာအာဒီဟာမှငါကွာငါတကယ်ဆိုပြီးတော့ဟိုဘာမှလုံးလို့မရလို့ဘာမှခွင့်ဖြစ်လို့မရလို့ကျွန်တော်တို့တိတ်တိတ်ကိုစလေလောင်းတောင်းခံတာမရတဲ့အပြင်ကိုစလေလောင်းဖြစ်ခွင့်ပါဆုံးရှုံးသွားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိကနဲ့ညှိစွန်းတဲ့အတွက်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာတက်ခိုင်ကိုကိုစလဲလောင်းစီရင်ကပယ်ဖျက်ရတာဖြစ်ကြောင်းမီဒီယာရီရဲ့မေးမြန်းမှုကိုအာနာသိန်းစစ်အုပ်စုလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကဖြေကြားပါတယ်။ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်ကနေဝင်ရောက်ရှုပ်ပြိုင်မှုအမည်စရင်တင်သွင်းထားတဲ့ဒေါက်တာတက်ခိုင်ဟာပထမအကြိမ်ကနအူးထုတ်ပြန်တဲ့ကိုစလဲလောင်းစီရင်မှာအမည်ပါဝင်ခဲ့ပေမဲ့ UEC ကမနေ့ကနောက်ဆုံးထုတ်ပြန်တဲ့ကိုယ်စားလှယ်လောင်းစည်းရင်းမှာဖြုတ်ချခံခဲ့ရပါတယ်။2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာစတင်ခြင်းမဲ့လွှတ်တော်လိုက်မဲဆန္ဒနဲ့အတီးတီမှာဝင်ပြိုင်မှုအမည်စည်းရင်းတင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်း9023ဦးထဲကကိုယ်စားလှယ်လောင်း86ဦးအမည်စည်းရင်းကိုပယ်ဖျက်ထားကြောင်းစစ်အုပ်စုရွေးကောက်ပွဲကော်မရှင် UEC ကအတည်ပြုပါတယ်။ ကီဒူရှိဆောင်ပါတီဟာရွေးကောက်ပွဲဝင်ပြိုင်မှုစစ်တပ်အရာရှိကိုယ်စားလှယ်၈ဦးအာနာသိန်းစစ်တပ်ထံကတောင်းခံခဲ့ပေမဲ့မရခဲ့ဘူးလို့အောက်တိုဘာ၈ရက်မှာပြည်သုံးလုံးပါတီကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကပြောပါတယ်ကီဒူရှိဆောင်ပါတီဟာစစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအဖြစ်ကိုယ်စားလှယ်လောင်း680နှစ်ဦးစီရင်တင်သွင်းထားတာဖြစ်ပါတယ်အခုတော့စစ်တပ်ကိုယ်စားလှယ်လောင်းတောင်းတာမရခဲ့တဲ့အပြင် သူကိုယ်တိုင်မှာကိုယ်စလဲလောင်းဖြစ်ခွင့်ဆုံးရှုံးသွားပါပြီဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်းက68 residence အင်ရစီမံကိန်းနဲ့ပတ်သက်ပြီးငွေကျပ်ပီလီယံနဲ့ခြေကျွေးတင်နေတာနဲ့ပတ်သက်ပြီးကိုယ်စလဲလောင်းဖြစ်ခွင့်ပိတ်ပင်ခံရတာလို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါပေမဲ့အခုမင်းအောင်နိုင်လှုပ်ချလိုက်တဲ့အဖက်ကိုတော့ကြိုက်တယ်ရှက်တိုင်လဲနေလို့ရတယ်အဲ့သက်သက်ခိုင်တို့ဟိုနေဆန်နာမင်းတို့ကလေအကောင်းပြောတာတို့တို့မှအရှက်တရားရှိရင်နောက်နိုင်ငံကြီးလောကထဲဘယ်တော့မှအိဆောက်ွက်နေမြင်အောင်မဟုတ် အဲ့ခတ်မြင်ရတယ်ဆိုတော့ဂျင်းကြီးအဲ့ဟာဒီမှာအချက်တရားမရှိဘူးခင်ဗျားတို့အဲ့ဒီလူမြတ်ကိုတိတိကျကျထားပြီးတော့နော်အဲ့တော့ဆန္ဒမင်းဆိုသူတို့ပဲအဲ့ဒါဒီပါတီမှာဘယ်နှစ်ကပြောသူတို့ပါတီကိုတောင်းပြန်ဆန်အောင်အကုန်လုံးလိုက်ကြောက်ကြဝင်ဖြစ်တယ်ဟိုပါတီရဲ့မူဝါဒဆိုတဲ့ဟာမျိုးတွေလည်းမဟုတ်ကြပြောနေတယ်တလောက်တိုင်းပြည်ပြက်နေတဲ့ရန်သူနဲ့သွားကြီးပေါင်းတယ်အာလုံလုံနေလုံနေတာကျဟမ်ဒေါ်ဆန်းစုကြည်အမျိုးသားရင်ကြားစီရေးဆိုတဲ့ဟာကိုမူကင်ဆွဲခဲ့တယ်ဆိုတာကဒီလိုလက်နက်ကင်လမ်းစဉ်အပေါ်ကိုတိုင်းပြည်ရောက်သွားမှဆုံးလို့ဘာဖြစ်လို့လဲလက်နက်ကင်လမ်းစဉ်မှန်တယ်မြတ်ပြီအဖက်အစင်မရှိတဲ့လက်နက်ကင်ကောင်းတိုင်းမရှိဘူး အနှဲနဲ့အချင်းဘာဖြစ်လဲတိုင်းပြည်ကနားတယ်အခက်မသိရင်လက်မှတ်ကင်လမ်းစဉ်ဟာတိုင်းပြည်ရောပြတ်သွားနိုင်ဒါကိုတိတဲ့ဒေါအောင်ဆန်းစုကြည်ဟာဘာလို့လဲအာတတ်မတော်ကဖဖေးတီတော်ကလည်းတတ်မတော်ကျမနဲ့ဘောင်နာမပါဆိုပြီးတော့ဒီလူစကားနားမလဲလေတိုင်းဆံမသားလေးကိုလူစကားနားလဲလားမလားလို့အမျိုးသားရင်ကြားစီရေးပါအဲကျမနဲ့ဘောင်နာမပါတတ်မတော်ဆိုအဖဲကန်အပြောကန်တီဗီသူကအမျိုးသားရင်ကြားစီရေးမူကန်ဆွဲခဲ့တာဒေါအောင်ဆန်းစုကြည်လက်ကနဲ့ကန်တော့ခဲ့တာမဟုတ်ဘူးတိုင်းပြည်အခုတော့သွေးချောင်းစီမှာဆိုလို့ဒါပေမဲ့အဲ့ဒီအချိန်ကရခဲ့တာမရခဲ့ဘူးကြံနေခဲ့ပြီကြံနေခဲ့ပြီအဲ့တော့ဒီမအမျိုးသားဒီမိုကရေစီရှောက်အန်အန်ဒီဆိုတာကပါလား ငါမူဝါဒငါလုပ်ချင်တိုင်းလုပ်မယ်မူဝါဒလားပြည်သူအများစုရဲ့မူဝါဒရှင်းရှင်းလေးအဲ့ဒါအမျိုးသားရင်များစီရင်ခက်ကကြံသိခဲ့တယ်အခုကာလဒီပါလေရန်သူကလည်းရန်သူပြစ်ပြီးအောင်တတ်ပြတ်ဖြတ်ပြတ်မျိုးစုံလုပ်နေတယ်လက်ရှိလည်းတတ်နေတယ်အဲ့ဒါကြီးကိုပြည်သူကိုယ်စားလှယ်တွေပါဆိုတော့သူကသွားပြီးတော့သွားအတူတူပူးပေါင်းပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုတော့လုပ်ရတယ်တိုင်းပြည်ကိုဘယ်လောက်ပစ်ဆက်ဖောက်မယ်လုပ်ရစဉ်းစားကြည့်နောက်ပြီးတော့မင်းအောင်လိုက်အာနာတိတ်ကတာဥပဒေကြောင့်ရဘောင်ငုံယူတွေတော့မတိကြအောင်ပုံခါယူမင်းအောင်လည်းရာဇဝတ်ကောင် နော်သူ့တူစစ်တပ်ခေါင်းဆောင်မို့လို့ဖြုတ်လို့မရဲလို့ပြောလို့မရဲလို့နော်ပြည်တွင်းမှာရှိတဲ့သူတွေကလည်းလေရတာအမှန်တကယ်ပြောခွင့်သာရှိမယ်ဖြုတ်လို့ရမယ်ဆိုရင်မင်းအောင်လိုက်ဒီလက်နက်အားကိုစစ်တပ်ကိုအာဏာအလွဲတုံးစမ်းလုပ်ပြီးတိုင်းပြည်အာဏာကိုပုံကန်ချနာပြီးတော့ကျူးလွန်ထားတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကျူးလွန်ထားတဲ့ကောင်ဒီလိုပေါင်းမျိုးကိုလက်စွပ်လို့ဆိုရင်အကျိုးတူပူပေါင်းပြီးတော့တီတူကိုစန့်ကျင်တဲ့သူတွေရဲ့တမိုင်းဘယ်တော့မှလှပြအကြောင်းရှိဘူးမယုံကြည်လိုက် နော်အဲ့တော့တက်တက်ခိုင်ရင်ကတော့သမင်းစားလို့ဝင်နေရလားအဲ့လိုပျော်နေရလားမသိဘူးပြည်သူတွေကတော့ဒီတနည်းနဲ့ကြားအတွက်အယမ်းပျော်ပါလေလို့နော်ပြည်သူတွေဆိုနေမှာကျွန်တော်ပြည်သူအများစုနော်အများစုကမပြောအများစုကအဲ့လိုတနည်းလိုကြားရင်ပျော်တယ်ဟုတ်တယ်မလားကျွန်တော်တို့ကရှင်းနေပျော်ရင်ပျော်တယ်ပဲတဲ့ပဲမချိုက်မချိုက်ဘူးပဲဟာကလေးကချင်းလို့အားငါတို့ကဘာဖြစ်မလုပ်ဘူးမစူးချားရဲပွင့်တဲ့ပန်းလို့ဘာဖြစ်တော့ဘူးပြောချင်းချင်းမုန်းနေဆိုရင်ဘဲချက်ဘဲချက်ဘဲချက်ရဲ့ကြောက်ချင်းမုန်းနေကဲရတယ်ဆိုရင်ဒီလိုဒီလိုအချက်ရဲ့ကြောက်ကဲရတယ်တဲ့ပဲနော်အဲ့တော့ဘာလဲပြောတက်တက်ခိုင်ရဲ့ရုပ်ငန်းဇာတ်လမ်းလေးကိုဒီကကျွန်တော်ချိန်ရဲဒီစပေးပါဦးနော်